အဲ့တော့အော်ကိုကြီးဦးဒီမှာကြည့်နေပါလေပေါ့နော်အဲ့တော့ကိုကိုခွန်ဆိုတဲ့ကဏ္ဍလေးကိုဒါဦးနိုင်ကမွေးကဏ္ဍလေးတင်ပေးထားတာပေါ့ဒီနေ့ထဲမှာကိုကိုခွန်ဒီနှစ်ခါကြာမယ်ဆိုပြီးတော့ဒါမွေးကဏ္ဍလေးတင်ပေးထားတာရှိတယ်နော်ဒါဦးနိုင်ရဲ့ YouTube အကောင့်မှာပေါ့နော်အဲ့တော့ဒီမွေးကဏ္ဍလေးကိုဒီဘက်မှာဒါဦးနိုင်ကငါးပရိတ်ကိုလည်းကြိုက်တဲ့အတွက်ကိုအဲ့မွေးကဏ္ဍလေးကိုထည့်ပေးလိုက်တယ်ပေါ့နော်မွေးကနန်းလေးကိုထည့်ပြလိုက်တယ်အဲ့တော့အဲ့မွေးကနန်းလေးကိုကြိုက်တဲ့မိတ်ဆွေတွေ ထိုးလိုက်ကြပေါ့ဗျာနော်ပြဟုတ်ပြီအဲ့တော့အဲ့မွေးကနန်းလေးကိုဦးနိုင်ကအရင်စပြမယ်နော်ငါးပရိတ်ငါးပရိတ်ကိုရှီပေါင်းငါအဲ့ဒီရှီပေါင်းငါကိုပရိတ်ငါနော်အဲ့ဒီပရိတ်ငါကိုဒီသုံးလုံးငါလို့ထည့်တာနော်အဲ့လိုငါလို့မထည့်ခင်ငါးပရိတ်၃ည၅နဲ့ရှိပေါင်း၅တယ်ပရိ၅ဒီ၃လုံး၅လို့ထည့်တယ်အဲ့လိုထည့်ဖို့အတွက်ဘူးဒီ၃လုံး၃ညဒီ၃လုံး၃ည ဒီသုံးလုံးတုံညာလို့တုံညာကလည်းသုံးချက်ကစားခဲ့မယ်ဒါပရမတ်တကဒုတိယကံမှာအဲ့လိုတိုင်ပင်ကွာဝေးအတူတူပဲနှစ်ချအတူတူပဲเนาะငါးပရိတ်တုံညာငါးနဲ့ရှိပေါင်းငါပရိတ်ငါဈောင်းသုံးလုံးငါเนาะသုံးလုံးပေါင်းတုံညာသုံးလုံးပေါင်းတုံညာဒီသုံးလုံးတုံညာလို့ကစားတယ်ဒါဒုတိယကအဲ့ဒီကနေပြီးတော့တိုင်ပင်ကွာဝေးအတူတူပဲเนาะငါးပရိတ်တုံညာငါးနဲ့ရှိပေါင်းငါပရိတ်ငါဒီသုံးလုံးငါเนาะအဲ့လိုဖြစ်ပြီးညာနဲ့ဒီသုံးလုံးတုံညာ ဒီသုံးလုံးတုံညာဒီသုံးလုံးတုံညာလို့သူကစားတယ်ဒါစီလိုင်းတိုင်မင်ကိုတည်လိုက်တာပေါ့နော်အဲ့ဒီလိုတည်ပြီးတာ ਨੇ ဒီပရမအကတ်မှာအဲ့ဒီဖြစ်စဉ်ကလေးကိုတည်တယ်တည်ပြီးတော့ဒီမှာဒီနေရာမှာတစ်ပရိတ်ဒုတိယကတ်မှာဖြစ်စဉ်လေးကိုတည်တယ်ဒီနေရာမှာနှစ်ပရိတ်တတိယကတ်မှာဖြစ်စဉ်လေးကိုတည်တယ်ဒီနေရာမှာသုံးပရိတ်နော်အဲ့တော့တစ်ပရိတ်ရဲ့ဇောင်းမှာ၉ပရိတ်နှစ်ပရိတ်ရဲ့ဇောင်းမှာ၈ပရိတ်သုံးပရိရဲ့ဆောင်းမှာခွန်ပရိဆိုပြီးတော့ဒါပရိနှစ်ခုပေါင်းရင်းကိုလည်းသူကတုံညလို့ပြန်ချုပ်တာပဲပေါ့နော် 1.9နဲ့ပေါင်း3ည2နဲ့8နဲ့ပေါင်း3ည3နဲ့9နဲ့ပေါင်း3ညလို့ချုပ်တယ်ဆိုလိုက်တော့ကောင်းပြီဒါဆိုရင်အဲ့ဒီပထမအကက်မှာနော်ဒီစခဲ့တဲ့ပရင်က3 4 8ဆိုတဲ့ကဏ္ဍရဲ့ဒီမှာစောင်းခဲ့တဲ့3 9 8ဆိုတဲ့ကဏ္ဍရဲ့သူ့ရဲ့နောက်တစ်နှစ်မှာနော်ဒီမှာ3 4 8ဆိုတဲ့ကဏ္ဍလည်းထွက်တယ်3 9 8ဆိုတဲ့ကဏ္ဍလည်းထွက်တယ်နော်ဒုတိယကံမှာလည်းအဲ့လိုပဲစခဲ့တဲ့6 6 3 9ဆိုတဲ့ကဏ္ဍရဲ့ဒီစောင်းခဲ့တဲ့6 3 9 6ဆိုတဲ့ကဏ္ဍရဲ့ကဏ္ဍကတူးနေတယ်တူးနေတော့လည်းသူကသူ့ရဲ့နောက်တစ်နှစ်မှာနှစ်ခါထွက်တာပဲ နော်။တုံညာ6ကိုလည်းထွက်တယ်။6တုံညာကိုလည်းထွက်တယ်နော်။နှစ်ခါထွက်တယ်။ဟုတ်ပြီ။ဒါဆိုရင်တတိယကတ်မှာဒီမှာစခဲ့တဲ့ကိုကိုခွန်းဆိုတဲ့ကဏ္ဍရဲ့ဒီမှာစောင်းခဲ့တဲ့ကိုကိုခွန်းဆိုတဲ့ကဏ္ဍရဲ့အဲ့ဒီကိုကိုခွန်းဆိုတဲ့ကဏ္ဍဒီဒီသူ့ရဲ့နောက်တနေ2025ခုနှစ်ထဲမှာနှစ်ခါထွက်မယ်ဆိုပြီးတော့နော်။ဒါဥလန်ပြခဲ့တယ်။အဲ့တော့အခုလောလောဆယ်အထိအောင်မှာတော့ဒီချိန်မှမထွက်သေးဘူး။ဒီပွဲမှာအဲ့ကိုကိုခွန်းဆိုတဲ့ကဏ္ဍလေးကိုနော်။ဒါမွေးကဏ္ဍလေးကိုငါးပြိတ်လေးကြိုက်တဲ့အတွက်ကို နဲ့ငါကိုကိုခုံးလိုပဲတဲထည့်ပေးလိုက်တယ်ပေါ့နော်အကြိုက်တဲ့မိတ်ဆွေတွေထည့်ထိုးလိုက်ပါဘွဲ့မှာဖြစ်စင်လေးကိုတင်ပြီးတော့ခဏတဲတကွက်တည်းထိုးအောင်ဆက်နေလေးပေါ့နော်ရှီပေါင်းရှီဝီပုံစံရှီခွန်ခါဂျားထဲမှာနှစ်နှစ်ချားတယ်ရှီပေါင်းခွန်ဝီပုံစံခွန်ခွန်ခါဂျားထဲမှာနှစ်နှစ်ချားတယ်ရှီပေါင်းချောက်ဝီပုံစံချောက်ခွန်ခါလို့ကစားတယ်နော်အဲ့ဒီတော့အဲ့ဒီဒီစခဲ့တဲ့ရှီခွန်ချောက်ဆိုတာကိုတိုင်ပင်ကစားမှာပေါ့နော်ဟုတ်ပြီအဲ့တော့အဲ့ရှီပေါင်းရှီလို့ကြားတယ် ရှေပေါင်းရှေ့ဝီပုံနဲ့ရှေ့လိုကြတဲ့နှစ်ထဲမှာဒီပရိတ်ရှစ်ကဒီသုံးလုံးရှေ့လိုထည့်တယ်ရှေ့ပရိတ်ကဒီသုံးလုံးရှေ့လိုထည့်လိုက်တာနဲ့ဒီ၄နှစ်တစ်ဆိုတဲ့ကဏန်းကိုနော်၄နှစ်တစ်ဆိုတဲ့ကဏန်းကိုဒီရှေ့ဒီလိုရှေ့ကြောင်းနော်ဒီသုံးလုံးပေါင်းရှေ့ရှေ့ရပါပါဒီ၄လုံးပေါင်းရင်၃လို့ထည့်တာရဲ့အောက်မှာဒီနှစ်ပင်မှာကစားမဲ့ကစားကွက်ဒီပရိတ်ရှစ်ကဒီသုံးလုံးရှေ့ကြောင်း၄နှစ်တစ်ဆိုတဲ့ကဏန်းကိုဒီနှလုံးလေးဒီနှလုံး နှစ်ဒီနှလုံးတစ်ဆိုပြီးတော့ဖြီးပြီးတော့ကစားလိုက်တဲ့ခါမှာ633ညဆိုတဲ့ကနေဒဲတကွက်ပဲရဒါပရမတကက်ဒါဆိုရင်ဒီခွန်ကဒီလိုခွန်ခွန်ခါလို့ထည့်တယ်ဒီနေ့တည်းမှာနော်နေ့တည်းမှာဒီ3လုံးပေါင်းခြင်း6ကပရိတ်6လို့ကစားတယ်ပရမကတ်မှာ8က3လုံး8လို့ကစားတယ်သူ့အောက်ကကနန်းဒုတိယကတ်မှာဒီ6ကဒီ3လုံး6လို့ကစားတယ်သူ့အောက်ကကနန်းဒီ3ည3ည6ဆိုတဲ့ကနန်းကိုဒီခွန်ကဒီလိုခွန်လို့ဖြစ်ခဲ့တဲ့အတွက်ကိုနော်ဒီ3လုံးပေါင်းခြင်း6 ကွန်ပါဝါဒီကနန်၄လုံးပေါင်းရင်နှစ်လို့ထည့်လိုက်တဲ့အောက်ကဒီနှစ်ပွဲမှာ3936ကို3936လို့ဖြည့်လိုက်တဲ့အခါမှာတစ်ခွန်တစ်ဆိုတဲ့ကနန်တစ်ခွက်ပဲရတယ်။ဟုတ်ပြီဒါဆိုရင်ဦးနှံတို့ဒီတတိယကံမှာရှေ့ပေါင်း6ကဘီပုံစံ6ခွန်ခါလို့ထည့်လိုက်တယ်။ထည့်တော့ဒီထဲမှာသူကြံတဲ့ထောက်ချက်တွေအများကြီးရှိတယ်နော်။ဒါဦးနှံဦးနှံကဒါဦးနှံရဲ့မေးဆွေးလေးကိုရှင်းရှင်းလင်းလင်းလေးမြည်စီရှင်လို့တခြားမလိုအပ်တဲ့တောက်တွေကိုထည့်မှပြတော့ နော်ဒီ6ကဒီလို6လို့ကစားလို့အဲ့ဒီနှစ်ထဲမှာနော်ပထမကတ်မှာပရိရှိကဒီသုံးလုံးရှစ်လို့ဖြစ်တာရဲ့အောက်ကကဏ္ဍကို၄နှစ်တက်ကို၄နှစ်တက်လို့သူဖြည့်တယ်နော်ဒီရှစ်ဖြစ်ချင်းကြောင့်ရှစ်မှာပါ၄လုံးပေါင်းသုံးရှစ်လို့ဖြစ်ပြီးတော့ဖြည့်တယ်ဒုတိယကတ်မှာဒီခွန်ကဒီခွန်ကြောင့်နော်ဒီရှစ်ပြီးတော့မှာပရိကို၉ကိုဒီလို၉ကိုလို့ဖြစ်တာရဲ့အောက်ကဒီကဏ္ဍကိုနော်ခွန်ဖြစ်ချင်းကြောင့်ဒီသုံးလုံးခွန်ခွန်ပါပါဒီလို၄လို့ဖြည့်ပြီးတာ ਨੇ ၃ည၃ည၆လို့ဖြည့်တယ်ဒါဆိုရင် ဘုတတိယကံမှာဒီ6ကဒီ6လို့ဖြစ်လို့ရှစ်ပြီးပြီးကိုးပြီးပြီးဆိုတော့ဒီမှာတုံညအဲ့ဒီတုံညကိုလေဒီသုံးလုံးတုံညလို့လှန့်ထည့်တယ်ပရိတ်တုံညကိုဒီသုံးလုံးတုံညလို့လှန့်ထည့်လို့သူ့အောက်က၄၈၄၈ဆိုတဲ့ကဏန်းကိုနော်ဒီ6ကဒီ6လို့ဖြစ်ခဲ့တဲ့အတွက်ဒီနေရာလေးမှာဒီသုံးလုံး6ကို6ပါပါဒီ၄လုံးပေါင်းရင်1လို့သူကစားခဲ့တဲ့အတွက်၄၈၈ကိုဒီလို၄ဒီလို၇ဒီလို၈လို့ဖြီးလိုက်မယ်ဆိုရင်ဒါ၈၈နှစ်ဆိုတဲ့ကဏန်းဒဲတဲ့ကွက်ပဲရတယ်ပေါ့နော်အဲ့တော့ပရမအကတ်မှာ ဖြစ်စဉ်ကလေးကိုတည်လိုက်တယ်ဗရိတ်ရှစ်က3လုံး8လို့ထောက်လိုက်တာရဲ့ဒီကနန်းကိုဒီ3လုံး8လုံး3လို့ထည့်တာရဲ့အောက်မှာ၄2 1လို့ဖြီးပြီးကစားတယ်ဒုတိယကန်မှာဒီ9ကဒီလို9လို့ကစားလို့၃ည၃ည၆ဆိုတဲ့ကနန်းကိုဒီ3လုံးခွန်ကခွန်ပါပါ၄လုံးပေါင်း2လို့ထည့်တာရဲ့အောက်မှာ၃ည၃ည၆ကို၃ည၃ည၆လို့ကစားတယ်ဟုတ်ပြီဒါဆိုရင်ဒီတတိယကန်မှာပေါ့နော်တတိယကန်မှာဒီ၃ညကဒီ၃လုံး၃ညလို့ကစားခဲ့လို့ 4.8ဆိုတဲ့ကဏ္ဍကိုဒီတုံးလုံး6က6ပါပါဒီ၄လုံးပေါင်းတက်လို့ကစားလို့4.8ကို4.8လို့ဖြည့်မယ်ဆိုရင်ဒါ8.8 2ဆိုတဲ့ကဏ္ဍတကွက်ကိုရတယ်ပေါ့နော်8.8 2ဆိုတဲ့ကဏ္ဍတကွက်ကိုရတယ်ကြည့်ဟုတ်ပြီနော်ပထမတော့ဒီကဏ္ဍလေးကိုပါအောင်ဖြစ်နေကစားဖို့ပဲသို့တော့ဒီကဏ္ဍလေးကိုပါအောင်မကစားဘဲနဲ့ပါအောင်ကဏ္ဍလေးကိုတော့နောက်ထပ်ကဏ္ဍလေးတစ်ခုကိုပဲကစားလိုက်တယ်ပေါ့နော်အဲ့တော့ဒီကဏ္ဍလေးကြီးက သူကမတ်တက်ကလေးနဲ့ကစားမှာပေါ့နော်ဒီနေ့ထဲမှာ၃၃ညခုံးဆိုတဲ့ကဏ္ဍပတ်လေဒီကဏ္ဍဒီပြန်ကြဖြစ်နေကစားတယ်အဲ့မှာတခုရှိတယ်နောက်တစ်ခါဒီနေ့ထဲမှာ၃ည၃ခုံးဆိုတဲ့ကဏ္ဍပတ်လေပြန်ကြဖြစ်နေကစားတယ်နောက်တစ်ခါ၃၃ညခုံးဆိုတဲ့ကဏ္ဍပတ်လေပြန်ကြဖြစ်နေကစားတယ်ဒါ၃၃ကက်ရှိတယ်၃ကက်ရှိတော့နော်၃ကက်ရှိတော့ဒီ၃ခုံး တုံညဆိုတဲ့ကဏ္ဍပတ်လည်းပြန်ကြလို့ကစားပြီးရတယ်တနေ့ချပြီးသူ့ရဲ့ဒီဘက်နှစ်မှာ345ဆိုတဲ့ကဏ္ဍပတ်လည်းထွက်တယ်။သူထွက်တော့မဲ့အချိန်မှာသူ့ရဲ့ဒီဘက်မှာတပင်းနှပင်းသုံးပင်းလေးပင်ဆင်းလိုက်။သုံးနှောင်းပိတ်ထောက်ပြီးတော့မှ345ပတ်လည်းထွက်တာ။ဒီမှာလည်းအဲ့ဒီလိုပဲ3တုံညခွန်ပတ်လည်းပြန်ကြလို့ကစားပြီးတာနဲ့တနေ့ချပြီးဒီဘက်နှစ်မှာ345ပတ်လည်းထွက်တယ်။သူထွက်တော့မဲ့ဆိုရင်လည်း1 2 3ပင်မှာ3နှောင်းပိတ်လို့ထောက်ပြီးတော့မှသူထွက်တယ်။နော်ဒါတွေကဥနဲ့အခြေတုံးဝင်ရှင်းမပြတော့တာကအကုန်ရှုပ်ကုန်မှာဆိုလို့နော်345ဖြစ်စဉ်တွေအများကြီးပါတယ်နော်။အခုဒီမှာလည်း တုံးတုံညာကုန်းဆိုတဲ့ကဏ္ဍပတ်လေဒီသူပြန်ကြဖြစ်နေကစားတယ်ကစားတော့သူ့ရဲ့တနေချပြီဒီဘက်နှစ်မှာเนาะ3 4 5ဆိုတဲ့ကဏ္ဍပတ်လေသူထွက်တယ်ထွက်တော့မဲ့အချိန်မှာလဲ3နောက်ပိတ်เนาะတပင်းနှစ်ပင်း3ပင်း4ပင်းမှာ3နောက်ပိတ်လို့ခံပြီးတော့မှာ5 3ဆိုတဲ့ကဏ္ဍပတ်လေဒါသူထွက်ခဲ့တယ်နောက်ထွက်ခဲ့တော့အဲ့ဒီဒါကစားတဲ့7နှစ်4ထဲမှာဒါသူအလုလုသွားပြီတုံးတုံညာကုန်းပတ်လေတွေလဲကြာခဲ့တယ်3 4 5ပတ်လေတွေလဲကြာခဲ့တယ်เนาะအဲ့တော့အဲ့ဒီ2023မှာအဲ့ဒီ3 4 5ဆိုတဲ့ကဏ္ဍပတ်လေဒီ တခြား site ကလေးတွေနဲ့ရောဒါတူတော်မောင်တဲတဲပေါ့နော်အထူးမွေးကနန်းထုတ်ခဲ့တာအဲ့ဒီအချိန်မှာသူအောင်သွားတယ်ပေါ့နော်နော်အထူးမွေးကနန်းထုတ်ခဲ့တာ3.5ဆိုတဲ့ကနန်းပတ်လေသူအောင်သွားတယ်ပေါ့နော်အဲ့ဒီတော့အဲ့ဒီဖြစ်စင်နေရနေပြီးတော့ဘာတွေထပ်ပြီးတော့ကစားချင်တာလဲဆိုတော့ဦးနိုင်ကဒီ3.5ကုန်ပတ်လေပြန်ကြလို့ကစားရဲသူရဲ့ဒီဘက်နှစ်မှာနော်သူရဲ့ဒီဘက်နှစ်မှာနှစ်နောက်ပိတ်ကဗရိတ်နှင်းလို့ကစားတယ်နှစ်နောက်ပိတ်ကဗရိတ်နှင်းလို့ကစားရဲအောက်က ဒဏ္ဍတိလေးကိုဆိုတဲ့ကဏ္ဍဒီနော်ပုံဒီလေးပရိတ်လို့ဖြစ်ရမယ်နှစ်နောက်ပိပရိတ်နှစ်ရဲ့အောက်ကတိလေးကိုပရိတ်ပုံဒီလေးပရိတ်ဒီတနှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်မြောက်ထဲမှာဒီကဏ္ဍဒီဒီမှာထွက်မှာသူထွက်တော့မဲ့အချိန်မှာ၃လေး၅ပတ်လေထောက်မယ်၃နောက်ပိလို့ထောက်မယ်တပင်နှစ်ပင်၃ပင်မှာလာထွက်တယ်ဒီကဏ္ဍလေးကဒီမှာလာထွက်တယ်ဒုတိယကမှလည်းအဲ့လိုပဲ ၃ည၃ခုဆိုတဲ့ကဏ္ဍပတ်လျက်လည်းပြန်ကြအဖြစ်နဲ့ကစားတယ်ကစားတော့သူ့ရဲ့ဒီဘက်နှစ်မှာနော်ပထမနှစ်ပြီးတော့အခုဒီမှာတစ်တင်းတော့ပိတ်ကြောင်ပရိတ်တစ်လို့ကစားတယ်တင်းတော့ပိတ်ကြောင်ပရိတ်တစ်လို့ကစားပြီးတူအောင်မှာတစ်တစ်နှစ်ဆိုပြီး၄ပရိတ်တီတနှစ်နှစ်နှစ်၃နှစ်၄နှစ်၅နှစ်မြောက်တဲ့မှာဒီမှာလာထွက်မှာဒီကဏ္ဍဒီဒီမှာလာထွက်မှာထွက်တော့မဲ့အချိန်မှာလည်းပထမကတ်ကလိုပဲ၃၄၅ဆိုတဲ့ကဏ္ဍပတ်လျက်ထောက်မယ်၃တော့ပိတ်ထောက်မယ်တပင်းနှစ်ပင်း၃ပင်မှာလာထွက်တယ်ဟုတ်ပြီဒါဆိုရင်၃တုံညခုံဆိုတဲ့ကဏ္ဍပတ်လျက်ရလေသူကစားခဲ့ပြီးပြီအဲ့တော့ဒီဘက်နှစ်မှာ နော်ပထမအကတ်မှာနှစ်နောက်ပိတ်နှစ်ပရိဒုတိယအကတ်မှာတင်းနောက်ပိတ်တစ်ပရိခုတတိယအကတ်မှာတုံညာနောက်ပိတ်ကတုံညာပရိလို့ကစားမိတာ ਨੇ သူ့အောက်က၄ပရိကနန်းသည်တစ်နှစ်နှစ်နှစ်သုံးနှစ်၄နှစ်၅နှစ်မြောက်ထဲမှာထွက်ချင်တာထွက်ချင်တော့၃၄၅ပတ်လေလေယူထွက်ထားတယ်၃နောက်ပိတ်လေထောက်ထားတယ်တပင်နှစ်ပင်သုံးပင်ဒီနေရာလေးမှာဒါဦးနိုင်ကလေးလေးချောက်ဆိုတဲ့ကနန်းလေးကိုကစားကျင်တော့တာပေါ့နော်။သူပေးမယ်ဆိုရင်ကတော့လုံးဝကစားခွက်ကောင်းတယ်ပေါ့နော်။အဲ့တော့ဒီကနန်းလေးကိုဒါဦးနိုင်တို့က 15ချိန်လုံးပါဗောနော်15ချိန်လုံးကဒီကဏ္ဍလေးကိုပါပါဩကဏ္ဍဖြစ်နေဦးနိုင်ကစားခဲ့ဘူးတယ်နော်အဲ့တော့ဒီပွဲမှာဒါဦးနိုင်ရဲ့မိတ်ဆွေတွေကိုဒီကဏ္ဍလေးကြိုက်တဲ့သူပါတယ်ဆိုလို့ယင်နော်ဟိုပေါက်အောင်လို့ဗောနော်ပေါက်တော့လေအတူတူပြောရတာဗောဗျာဦးနိုင်လည်းရောရတာမဟုတ်ဘူးနော်ပေါက်တော့လေအတူတူပြောရတာပဲနော်အဲ့တော့ကြိုက်တဲ့မိတ်ဆွေတွေထိုးလိုက်ပါလေးလေးချော့ဆိုတဲ့ကဏ္ဍလေးကိုကြိုက်တဲ့မိတ်ဆွေတွေထိုးလိုက်ဗောနော်